သမ္မတဦးသိန်းစင်ရဲ့ AR ခီးစဉ်တို့မှာရဟယင်နဲ့လာရောက်ကြည့်ရှုခဲ့တဲ့ဝါဒလအနီးက AR မြစ်ဖြတ်မြောင်းတူးဖုံခြင်းနဲ့ပတ်သက်ပြီးတော့ဒေသခံတွေကသူတို့မိသားစုရောက်ခြင်းမရမှာကိုစိုးရိမ်နေပါတယ်ဒီသင်းကိုတော့စိုးရကပေးပို့ထားပါတယ်ခင်ဗျာ ဇန်နဝါရီလ30ရက်နေ့မနေ့7နာရီခွဲလောက်အချိန်မှာနိုင်ငံတော်သမ္မတဦးသိန်းစင်က ERI မြစ်ဖြတ်မြောက်တူးတဲ့စီမံကိန်းဧရိယာကိုရဟတ်ရင်နဲ့လာရောက်ကြည့်ရှုသွားခဲ့ပြီးတဲ့နောက်မှာဒီစီမံကိန်းအတွက်လေယာမြေတွေကိုတိုက်စီးခံထားရတဲ့ဒေသခံတွေကမြေယာရော်ကြီးကိုဘယ်အချိန်မှပေးရမယ်လို့တိတိကျကျမပြောသေးတဲ့အပေါ်စိုးရိမ်နေကြတာပါသူတို့ပေးမယ်ပြောသွားပြီလို့ကျွန်တော်တို့မှလည်းဒီလက်ရှိကျွန်တော်တို့မှကျွေးမြေတွေနဲ့ကျွန်တော်တောင်းလို့ရလောက်ကင်နေတဲ့အခါမှာလက်ထက်ပတ်စံမရောက်သေးဘဲနဲ့ကျွန်တော်လှုပ်သွားတဲ့အခါမှာအခုပဲစက်တွေပါရောက်လာပြီကျွန်တော် ကျွန်တော်မှာရဖို့ဆိုတာဘယ်လိုအမှခါချက်မှာကျွန်တော်မှာရရှိတယ်စီမံကိန်းဧရိယာအတွင်းမှာကြားရောက်တဲ့မြေယာတွေကိုပေးရမယ်ဆိုပေမဲ့စီမံကိန်းကြောင့်ဆုံရှုံမဲ့ကဲ့ရဲ့မြေတွေအတွက်နေနာခြင်းမရမှာကိုလည်းဒေသခံတွေကစိုးရိမ်မှုရှိနေပါတယ်။ပေ600ဟုတော့ကျော်ပေးမယ်လို့ပြောပါတယ်။ကျွန်တော်ကပြောပါတယ်။ကျွန်တော်တို့ပေ600ရုံမနေမှာကျွန်တော်တို့အဖောက်ခံရတာက အတဟွာတတမန်လည်းမဟုတ်ဘူးကားလန်းလည်းမဟုတ်ဘူးမြစ်ထားလန်းလည်းမဟုတ်တဲ့အတွက်ညချောင်းလိုင်းဖြစ်တဲ့အတွက်ကြိုကျပစ္စည်းလာမဲ့အတွက်ကိုကျွန်တော်တို့ကဘယ်လိုစဉ်းစားပြီးမလဲဆိုတော့အဲ့ဒီပေချောင်းမှနဲ့ကြိုတာတော့သူတို့ပြောပေးဖို့မရှိဘူးဆိုတဲ့အကြောင်းပြောပါတယ်ဒေသခံတွေကဒီလိုစိုးရိမ်မှုဖြစ်ပေါ်နေပေမဲ့ဖြံမြောင်းအကျယ်ပေ150အတွက်စီမံကိန်းဧရိယာကိုပေချောင်းရယူထားတာမို့ဘေးမြေတွေအတွက်နေနာမှုမရှိနိုင်ဘူးလို့လည်းတာဝန်ရှိသူတူကပြောပါတယ်ရောချင်းငွေနဲ့ပတ်သက်ပြီးမက်စလာအတွင်းမှာရရှိနိုင်မယ်လို့သာခံမှန်းဖြေကြားခဲ့ပါတယ် ယာဒီဥတုရပေါ့နော်မိုးယာဒီမတိုင်းမှာအပြီးလုံးမှာဖြစ်တဲ့အမြန်ဆုံးအကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ်ပြီးတော့ဒီပေးရတဲ့ဟာကတော့ကျွန်တော်တို့ဒီမတ်လပြင်လောက်ယူနာပေးပေးနိုင်လိမ့်မလို့နည်းနည်းဆုံရှုံသွားမဲ့ယာရီပါမယ်ကိုင်းနေပေါ့ဒီကတော့ကိုင်းနေပါမယ်နောက်ပြီးတော့ဟိုအိမ်နေကတော့တော်တော်များများလွတ်တယ်ယွာရီလွတ်ပါတယ်အော်ကိုင်းနေပါတယ်ကိုင်းထဲမှာပါတယ်တဲတွေပါပြီးပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီ data ပေါက်ကြီးနေတယ်အကုန်လုံးကို တက်ဆိုင်ရာရရကလို့နောက်မျိုးရမီရဖလို့အကုန်လုံးပေါင်းပြီးတော့ဒီ data ပေါင်းစုကိုကော်မတီဖွဲ့ပြီးတော့ဖြတ်ပြီးတော့အဲ့ဒီတိုင်းကျွန်တော်တို့ကပြည့်ရတော့မှာဖြစ်ပါတယ် ARD ဖြံမြောင်းဝါဒလာစီမံကိန်းက ARD တိုင်းအတွင်းမှာကမ်းပြိုခြင်းကိုစိုးစိုးဝါးဝါခံစားနေရတဲ့ဇလုံမျိုးနဲ့အတွင်းကဝါဒလာရွာအနားမှာအကောင်အထည်ဖော်မှာဖြစ်ပြီးရေကြီးနှင်းမြုပ်မှုတွေကိုကြိုတင်ကာကွယ်မှုလုပ်ငန်းစဉ်တရအဖြစ်အရေးတကြီးအကောင်အထည်ဖော်ဖို့ရှိနေတယ်လို့တာဝန်ရှိသူတူကပြောပါရတယ်။ဒေသခံတွေအနေနဲ့ကလည်းစေအုပ်ချုပ်ရေးကာလ လွန်ခဲ့တဲ့နှစ်20ကျော်အတွင်းမှာအခုလိုပြောင်းပြောင်းဖောက်လုပ်ခဲ့ပူပြီးအောင်မြင်မှုရှိခဲ့တဲ့အပြင်မီးယာရောချင်းငွေတွေလည်းအခုချိန်ထိမရရှိသေးတာကြောင့်စိုးရိမ်စိတ်တွေဖြစ်ပေါ်နေပါတယ်ကျွန်တော်ဆိုရပါ